ာပါရှင်အခုချိန်ကစပြီးနိုဝင်ဘာလ14ရက်တောက်ကြနေညပိုင်းသတင်းနဲ့မီဒီယာကိုရဲ့ NMG သတင်းဌာနရဲ့ရုပ်သက်သတင်းအစီအစဉ်ကိုစတင်နေပါပြီကျွန်မစမိုင်းပါကေနီဦးဆောင်တဲ့တပ်တွေကမြန်မာထိုင်းနယ်စပ်ကမောတောက်မြို့ကို အပိသက်သိမ်းပိုက်လိုက်တဲ့တဲ့င်းနဲ့စပါမယ်။ တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မောတောင်မြို့တမြို့လုံးကို KNU KNL ဥဆောင်တဲ့တော်လရေးပူပေါင်းတပ်တွေဟာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာအပိသက်ထိချုပ်လိုက်ပြီးဖြစ်ပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစတင်ခဲ့တဲ့၄ရက်ကြာထူးဆီးဆင်တိုက်ခိုက်မှုအပြီးမှာမောတောင်မြို့မှာရှိတဲ့အဓိကစခန်းကုန်းဖြစ်တဲ့နယ်စပ်ဘျူဟာကုန်းစခန်းခလာရနစ်နစ်လေးကိုတိုက်ပိုင်းနိုင်ခဲ့တာပါ။ မောတော်မျိုးကိုတိမ့်ပိုင်နိုင်ပြီဖြစ်ကြောင်း KNU တက်မဟာလီအတွင်ရင်မူပဒူစောအင်နာကအတည်ပြုပါတယ်။ဒါကြောင့်အခုဆိုရင်နေဆက်ကုတ်သွဲရေးလမ်းကြောင်းကို KNU ကထိချုပ်ထားလိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ်။မောတောင်မြို့ကိုတိမ့်ပိုင်နိုင်လိုက်တာကြောင့် KNU တက်မဟာလီနယ်မြေဖြစ်တဲ့တနင်္သာရီတိုင်းရဲ့အရှိဘဲအကြဆုံးနေဆက်ဧရိယာတစ်ခုလုံးကိုတော်လန်ရေးတပ်တွေကထိချုပ်လိုက်နိုင်ပြီလို့သုံးသက်သူတွေကပြောပါတယ်။ မောတောင်မြို့ဟာထိုင်းနိုင်ငံစင်ခုံးမြို့နဲ့ထိစပ်နေတဲ့အရေးပါတဲ့ကုတ်သွဲရေးမြို့လည်းဖြစ်ပါတယ်။တရုတ်ရဲ့ဖိအားကြောင့်တိုက်ခိုက်မှုတွေရပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းစီးရီးအခြေအနေဟာပြန်ပြီးသင်းမလာနေတဲ့အကြောင်းနဲ့ဆက်ပါမယ်။ကိုကဲတက်မတော် MNDAA နဲ့စစ်ကောင်စီတပ်ဖွဲ့တို့ရဲ့အခြေအနေကြောင့်တီဘောမျိုးအထွက်တရားကိုနိုဝင်ဘာလ14ရက်နေ့ဒီနေ့မနက်ပိုင်းကစပြီးနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေတာခင်တွေကပြောပါတယ် တီဘောလာရှိုလန်ပေါ်ကဒီတံတားကိုအဝင်အထွက်ပိတ်လိုက်တာကြောင့်ကုန်တင်ကားနဲ့ခရီးသည်တင်ကားအမြောက်အများဟာမြို့တွင်မြို့ပြင်မှာရပ်နာစောက်ဆိုင်နေရပါတယ်ဒီသားခေတယောက်ရဲ့ပြောပြချက်အရတတားရဲ့တီဘောမျိုးဖက်ကိုစစ်ကုတ်မရှင်သက်ကပိတ်ထားပြီးတော့လာရှိုးဖက်ချန်းကိုတော့ MNDAA တပ်ဖွဲ့ကပိတ်ဆို့ထားတာဖြစ်ပါတယ် ီတဲမမူဟာနိုဝင်ဘာလ17ရက်နေ့ကလာရှိုမြို့မှာစစ်ကွန်မရှင်ရဲ့အမတ်၅စီစဉ်ရေးအထူးအဖွဲ့မူဒုတိယဘူချုပ်ကြီးကိုကိုဦးကိုရိုင် MNDAA ကိုလာရောက်ဆွေးနွေးခဲ့ရာကစခဲ့တာပါ လာရှိုမျိုးပတ်လည်မှာတက်ဆွဲထားတဲ့ MNDAA တပ်တွေကိုစုခွာပေးဖို့စစ်ကွန်မရှင်ကတောင်းဆိုခဲ့ပေမဲ့ MNDAA ကညှင်းပယ်ခဲ့တယ်လို့နီဆက်သူတွေကပြောပါတယ် အဲ့ဒီဆွေးနွေးပွဲပြတ်သွားပြီးတဲ့နောက်ပိုင်းစစ်ကောင်မရှင်တပ်ကလီရင်တွေလွတ်တင်တာနဲ့ MNDAA ဘက်ကလည်းအင်အားတိုးချဲ့တာတွေလုပ်ခဲ့ပြီးတော့အခြေအနေကတိုက်ပွဲပြန့်ဖြစ်မဲ့သဘောမျိုးဖြစ်နေပြီလို့လာရှိုးမြုခန်တွေကသုံးသပ်နေကြပါတယ်ကချင်ပြည်ဖာကဲမြို့နယ်ထဲကရွာတွေကိုစစ်ကောင်မရှင်ကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်ကလေးတယောက်နဲ့ဆီယမတယောက်ထိမှန်ထင်ရန်ရခဲ့ပါတယ် စစ်ကောင်မရှင်တပ်ဟာဖားကဲမြို့နယ်လောက်ခင်းအုပ်စုထဲကရွာတွေကိုနိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာလင်းလေကြီးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်မရှင်တပ်ကဖားကဲမြို့ဘျူဟာကုန်းကနေလက်နက်ကြီးနဲ့ရန်တန်ပြစ်ခတ်ခဲ့တာကြောင့် လောက်ခင်းအုပ်စုမာစာရွာကမူကြိုကျောင်းဝန်းထဲကိုကြာရောက်ပောက်ဝဲခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်အသက်၄နှစ်အရွယ်မူကြိုကလေးတစ်ယောက်နဲ့ကျောင်းဆရာမတစ်ယောက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာပြင်းထန်တဲ့ကလေးကိုဆေးရုံပို့ထားရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဖကန်ဒီတာမှာနိုဝင်ဘာလ6ရက်နေ့ကစပြီးစီရီတင်းမာလာတဲ့တပတ်ထဲမှာပဲကလေးငယ်၂ယောက်အပါအဝင် အရက်သားတည်ဆုံသူစုစုပေါင်း၁၀ယောက်လောက်အထိရှိလာနေပြီဖြစ်ပါတယ်။ ကချင်လူလက်ရည်တက်မတော် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတော့လေကြောင်းနဲ့လက်နက်ကြီး NLA ကိုတတိထားကြဖို့ဒေသခံတွေကိုတတိပေးထားပါရည်။မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်ကြောထူလာတဲ့စစ်ကောမရှင်တပ်ဖွဲ့ဟာအပြစ်မဲ့အရက်သားပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကအတည်ပြုပြောဆိုပါရည်။ နိုဝင်ဘာလ17ရက်နေ့ကစစ်မှုဇုံနှစ်ဘက်ကိုရောက်လာတဲ့စစ်ကောင်မရှင်တပ်ဟာတရက်ကန်ရွာကနေဖမ်းဆီးလာခဲ့တဲ့ပြည်သူ၈ယောက်ထဲက၃ယောက်ကို ပြန်မလို့ပဲဝဲပုတ်ရွာနာမှာညစ်ပန်းနှိပ်စက်တပ်ဖြတ်သွားခဲ့တာဖြစ်ပါတယ်နိုဝင်ဘာလ12ရက်နေ့မှာတော့အမျိုးသမီး၂ယောက်နဲ့အမျိုးသား၂ယောက်အပါအဝင် အလောင်းစုစုပေါင်း၄လောက်ကိုရရှိခဲ့ပါတယ် လဲနောက်ပြန်ကျူးတုပ်ထားပြီးမျက်နာနေရအနက်ကိုလည်းဓာတ်နဲ့လီထားတယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့စည်းတာဝန်ရှိသူတယောက်ကပြောပါတယ်အဲ့ဒီစစ်ကောမရှင်စစ်ကြောင်းကြောင့်မြိုင်မျိုးနယ်ထက်ကရွာပေါင်း၁၀ရွာထက်မနည်းကပြည်သူတွေဟာဘေးလွရာကိုတိမ်းရှောင်နေကြရတယ်လို့ We Love မြိုင်မြိုင်ချစ်သူအဖွဲ့ကပြောပါတယ် အရကတ္တဒိုအီအီထိချုပ်ထားတဲ့ချင်းပြည်ပလက်ဝခရိုင်ထဲမှာပြင်းထန်တဲ့ဝမ်ပြဝမ်လျှော်ယောဂကူးစက်မှုတွေကြောင့်လူအယောက်300ဝန်းကျင်ကူးစက်ခံနေရတယ်လို့အရကတ္တဒိုအီအီရဲ့ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။ဒီယောဂဟာပလက်ဝခရိုင်နဲ့နယ်နိမိတ်ထိစပ်နေတဲ့အိန္ဒိယနိုင်ငံလောက်တလိုက်ခရိုင်ထဲက20ရွာကြီးကနေအစပြုကူးစက်လာတာဖြစ်တယ်လို့နိုဝင်ဘာလ12ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာကူးစက်ခံရသူ300လောက်ထဲကအယောက်30ဟာအသွင်းလူနာအဖြစ်ဈေးကူးသားမှုခံယူခဲ့ရပြီးတော့အားလုံးပြန်လဲတက်တာလာပြီလို့ဆိုပါတယ်အေအေကျမ်းမာရေးဌာနကတော့ယောဂါကိုထိ ंछ ုပ်ဖို့အတွက်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေဖွဲ့စည်းပြီးစေကူတရည်နဲ့ဂျိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ပြောပါရယ် ယောဂဘိုးဟာရေမသက်ရှင်မှုနဲ့တကူရေသက်ရှင်မှုအားနည်းတာတွေကနေကူးစက်နိုင်တာကြောင့်ဒီသခင်တွေတတိထားကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒီဝါယောဂအခြေအနေကြောင့်ရခိုင်ကနေသစင်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုသွားတဲ့အ धिक ကုတ်တွယ်ရေးလမ်းတွေကိုနိုဝင်ဘာလ23ရက်နေ့ကစလို့ယာယီပိတ်လိုက်ပြီလို့ရခိုင်တည်င်းဌာနဖြစ်တဲ့နရင်ဂျရာတည်င်းဌာနကိုကုတ်တွယ်တွေကပြောဆိုထားပါတယ်။ အခုဆက်ပြီးနိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကို ပြောပြသွားမှာပါပထမဆုံးအနေနဲ့အခုရက်ပိုင်းအမေရိကန်ကဖွဲ့စည်းလိုက်တဲ့လင်လယ်မှုစင်တာတွေတိုက်ဖြည့်ရေးတပ်ဖွဲ့အကြောင်းပြောမှာဖြစ်ပါတယ်အင်္ဂလိပ်လို Skin Center Strike Force လို့ခေါ်တဲ့အဲ့ဒီအထူးတပ်ဖွဲ့ကိုအမေရိကန်အစိုးရရဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ Agency တွေစုပေါင်းပြီးဖွဲ့စည်းလိုက်တာပါ ရည်ရွယ်ချက်ကတော့အရှိတောင်အာရှအထူးသဖြင့်မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားတို့မှာအခြေစိုက်တဲ့နိုင်ငံဖြတ်ကျော်ငွေလိမ်ဂိုင်းတွေကိုနှိမ်နင်းဖို့ဖြစ်ပါတယ်။ Digital ငွေကြေးနဲ့ပတ်သက်တဲ့လိမ်လည်မှုတွေဝက်သက်ခြင်းလို့ခေါ်တဲ့ဒီအယုတ်သွင်းပြီးငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်သွားမှာဖြစ်ပါတယ်။ပါဝင်တဲ့အဖွဲ့အစည်းတွေကတော့ American ရှေ့နေရုံတရားရေးဌာန FBI လို့ခေါ်တဲ့ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဘူရို USSS အမေရိကန်လျိုဝဲထောက်လှမ်ရေးအဖွဲ့ဗနာယီဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိချုပ်ရေးယုံနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနတွေပါဝင်ပါတယ်။ လောက်ဆောင်သွားမဲ့နီလန်းတွေကတော့အဆိုးဆုံးလိမ်လည်မှုစင်တာနဲ့ခေါင်းဆောင်တွေကိုစုံစမ်းထောက်လှမ်းပြီးတရားစွဲဆိုတာအဲ့ဒီစင်တာတွေကိုကာကွယ်ပန့်ပိုးနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့လူပုတ်ကိုတွေကိုပြစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့တာဒီဂျစ်တယ်ငွေကြေးအပါအဝင်လိမ်လည်မှုကရထားတဲ့ငွေကြေးပိုက်ဆိုင်မှုတွေကို သိမ်းဆည်းတာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကသဆင့်ဒေသခံနိုင်ငံတွေရဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ FBI နဲ့ပူးပေါင်းနှိမ်နှင်းမှုလုပ်တာတွေပါဝင်ပါပါအမေရိကန်နိုင်ငံသားတွေက2024ခုနှစ်တစ်ခုအတွင်းမှာအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ကျော်လိမ့်လည်ခံခဲ့ရတယ်လို့အမေရိကန်အစိုးရကပြောပါတယ်။ပထမဆုံးလုပ်ငန်းအနေနဲ့ကတော့မြန်မာနိုင်ငံကဒီမိုကရေစီကရင်အကျိုးပြုသက်မတော် DKBA နဲ့ခေါင်းဆောင်၄ဦးကိုပိတ်ဆို့အေးအေးယူမှုစီရင်ထဲထက်သွင်းလိုက်တာဖြစ်ပါတယ်။ ဒေသတွေတည်င်းသပုံးနဲ့ဆက်ပါမယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြည်ပြည်ဆိုင်ရာရဇဝမှုဆိုင်ရာခုံရုံးကဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုလာမယ့်၁၈ရက်နေ့မှာမြက်ွယ်စီရင်ချက်ချမှတ်ဖို့ရှိနေပါတယ်။ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့ចောင်းသားတွေဥဆောင်တဲ့ဆန္ဒပြပွဲအတွင်းမှာအိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလုံသွားတာဖြစ်ပါတယ်။သူ့ကို သူ့ရဲ့ပြည်ထရေးဝန်ကြီးဟာအာဇာဒူဇမန်ခန်ကာမင်းနဲ့ရုပ်ချုပ်ဟာချော်ဒရီအာဗူဒူလာ အယ်မာမိုတို့နဲ့အတူလူသားမျိုးနွယ်အပေါ်ဆက်ကျင်တဲ့ရဇဝမှုအပါဝင်လူတပ်မှုညှဉ်းပန်းနှိပ်စက်မှုဆန္ဒပြမှုများအားအစုလိုက်ပြုတ်လိုက်ချိန်မောရအမိတ်ပေးမှုတည်စီနိုင်တဲ့လက်နက်တွေအသုံးပြုရညွှန်ကြားမှုစတဲ့အမှုတွေနဲ့တရားစွဲဆိုထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့လူခွင့်ရေးစုံစမ်းစစ်ဆေးရေးမှူးတွေကတော့ဇန်နာပြသူတွေကိုနှိမ်နှင်းရမှာစနစ်တကျလူသေးစေတဲ့နီလန်းတွေကိုအတုံးပြုခဲ့တဲ့အတွက် လူပေါင်း1400အထိသေဆုံးခဲ့နိုင်တယ်လို့ပြောထားပါတယ်ပြည်ထရေးဝန်ကြီးဟောင်းကတော့အပြစ်တွေကို ဝန်ခံထားပြီးအခုခါမှာရှိတ်ဟာဇီနာနဲ့ပတ်သက်လို့အစိုးရတပ်တွေအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ စွဲချက်တင်ထားတဲ့အစိုးရရှိနေကတော့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကိုတည်တယ်အပြစ်ပေးဖို့တောင်းဆိုထားပါတယ်။အိန္ဒိယနိုင်ငံမှာတိမ်းရှောင်နေတဲ့ဝန်ကြီးချုပ်ဟာရှိတ်ဟာဇီနာကတော့သူ့ကိုတရားစွဲဆိုတာဟာသူ့ရဲ့အဝါမီလီပါတီကိုပြက်သွားအောင်နိုင်ငံရေးရွေချက်ရှိနေပြီးနိုင်ငံရေးခေါင်းဆောင်တွေကတရားရုပ်ကိုအနောက်ကနေချေလဲနေတယ်လို့တုတ်ပြန်ထားပြီးတော့စွပ်စွဲချက်တွေနဲ့ပတ်သက်လို့သူ့မှာအပြစ်မရှိကြောင်း BBC သတင်းဌာနကိုပြောထားပါတယ်။ ိုင်းတော်ဝင်ရဲ့တပ်ဖွဲ့ကတော့ AI ကိုလိမ့်တဲ့ AI နည်းပညာနဲ့ပတ်သက်လို့အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။လိမ့်လည်မှုပုံစံအစ်စ်တွေမှာ AI လို့ခေါ်တဲ့ဉာဏ်ရည်အတုကိုအသုံးပြုပြီးပြင်မှတ်ထားခင်ရတဲ့သားကောင်တွေဟာသူတို့မသိလိုက်ပဲငွေလိမ့်ဂိုင်းတွေအတွက်ငွေပေးငွေယူလုပ်ပေးသူတွေဖြစ်ကုန်တယ်လို့ဆိုပါတယ်။ ြို့ပြရဲဘျူရိုလက်ထောက်ကော်မရှင်နာရဲဘော်ချုပ်တီရာတီတွန်စွန်းတီကငွေလေဂိုင်းတွေဟာရှုပ်ထွေးတဲ့အစင်မြင့်တဲ့ဤပညာတွေတုံးပြီးတော့အကာအကွယ်တွေကိုညည်ရီတုအသုံးပြုပြီးကြော်လွားနေတယ်လို့ပြောပါတယ်။ AI ကိုတုံးပြီးလှုပ်ထားတဲ့မျက်နှာရုပ်ပုံတွေကိုအသုံးပြုပြီးတော့ digital စစ်စစ်ရေးစနစ်တွေကိုကြော်လွားတဲ့ဤစနစ်ကိုအသုံးပြုပြီးတော့ငွေလိမ်မှုနဲ့ပတ်သက်ပြီးတန်တရားဖြစ်စရာမရှိတဲ့လူတွေကိုငွေကြေးဆိုင်ရာရဇဝမှုတွေမှာအသုံးပြုတာဖြစ်ပါတယ်။ ဘဏ်ကောက်မှရှိတဲ့ငွေလိပ်ဂိုက်တစ်ခုကိုနိုဝင်ဘာလ9ရက်နေ့ကရေအားဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာဒီလိပ်လေးနီးကိုဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ AI နဲ့အတုလောက်ထားတဲ့မျက်နာပုံတွေကိုတခြားကနေစုဆောင်ထားတဲ့ကိုရီးအချက်လက်တွေပေါက်ပြီးမျက်နာပုံကိုပြပြီးငွေလွဲပြောင်းရတဲ့စနစ်ကိုအသုံးပြုတာလို့ဆိုပါတယ်။ ဆိုလိုတာကတော့ဘန်တွေကနေတဆင့် for application နဲ့ငွေလွှဲတဲ့အခါသွားပို့အောင်ပြုံးပါတော့မျက်တာသုံးချက်ခတ်ပါတော့စတဲ့စီခိုင်းမှုတွေကို AI နဲ့လုပ်ထားတဲ့မျက်နှာသူ့ကိုတုံးပြီးငွေလွှဲယူတာမျိုးဖြစ်ပါတယ်။ တင်းနေမီဒီယာကွန်ရဲ့ NMG သတင်းဌာနကတနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သတင်းအစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။